အားလုံးပဲမင်္ဂလာပါများဆိုင်နဲ့တရင်တလာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာဂူတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တရတော့ရှေးချောင်းစစ်တကဒီတဲ့ပို့ပြီးကြမ်းကြမ်းတန်းတန်းစော်တော်မြူပောက်ကိုတော်မှာပြောနေရုပ်သံဗီဒီယိုဖိုင်ကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရမာပောက်ကိုတော်ဘုန်းကြီးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာနေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်နဲ့တရင်တလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ မှာငငယ်တော့နေရလောက်က15ရက်နေလောက်ကထင်တယ်ဥစဉ်မင်းကွင်းနဲ့ပတ်သက်ပြီးမှဥစဉ်ပြောခဲ့တဲ့ကျောင်းသူကျောင်းသားတွေကို PDF တည်စီပေါ့နော်အဲ့တော့ကျောင်းသူကျောင်းသားတွေကတော့ ACC နဲ့ဒီဘက်ကကိုဆရာတော်ဦးရတူတို့ဒီရောကြုံမှုဒီကအားလုံးပေါ့နော်ကြုံမှုတန်တရားကင်းတန်တရားကင်း vision ဆိုတော့ရောက်ရှိဒီလိုလာခဲ့ပြီပေါ့နော်ကျောင်းသူကျောင်းသားတွေအားလုံးကတော့ဒါသခိုင်းမျိုးပေါ်ထိရောက်သွားပြီအဲ့မှာဆရာတော်တွားချုံတဲ့ခါမှာကာကြောကြီးကိုပြောတယ်ကာကြောကြီးဒီလိုဒီလိုခက်ခဲနေရှိနေပေါ့ကာကြောကြီးတိပါသေးပေါ့ဆရာတော်အနေနဲ့ကမင်းကွင်းနဲ့သခိုင်းဆိုတာကဘယ်လောက်မှမဝင်ဘူးဒါပဲနဲ့ မင်းကိုရနေနော်မော်တော်နဲ့မန္တလေးဘက်ကိုလာမန္တလေးဘက်ကနေသခိုက်ကိုပြန်သွားကားတိုင်းနဲ့တော့ဘယ်လိုဖြစ်နေရပါတော့ဘယ်လိုဖြစ်နေရအောင်ဆရာတော်ကဒီစီချင်တာပေါ့နော်ဒီစီချင်တဲ့ကြောင်မင်းခွဲဆိုတာကတော့ဒါတရဏနယ်မြေပဲကြာနော်အခုလိုဦးစင်းတို့ PDF တွေဆိုးမှုတယ် PDF တွေကြီးဆိုးလာတော့တကယ်ကိုစင်မကောင်းဘူးဒီကြမတော်နဲ့ပတ္တဆာရဲဆိုကြီးဆိုးတာကလည်းရဲရလည်းရဲစခန်းတော့ပဲအပြင်းမထွက်ရဲဘူးဟိုကလည်းမြတ်ဒိန်းနာတော့ပဲနော်ဒါမင်းကတော့စစ်ကြောင်းအင်အားထိုးတာနှစ်ရက်ရှိလက်ပါလောက်မှာပဲရှိသေးရောကြာနော်ဒါလည်းသူတို့ ဒီဒီမှာတိတ်မဖိုးဖောက်နိုင်လို့မကြောက်ရောဘက်က air 200 300ရှိအောင်ကြားတယ်အဲ200 300ရှိအောင်ကြားတယ်ဒါဟိုဘက်ကဒါအဲ့တော့ PDF တီရောဗဒတ်တီပြောချင်တာကဒီတာရဏအနေမိဒါကနိကအဆောက်ဦးနေနေရာတွေကနေမင်းကွန်းဆိုတာဘာတန်ဇာတာမှာထွက်ထားမို့ဘာပစ္စည်းမှာလည်းထွက်ထားမို့ပေါ့နော်အော်တန်ဇာတာထွက်တဲ့ပစ္စည်းတွေထွက်တဲ့နေရာတော့ပဲမင်းတို့သွားလို့ပဲဦးစင်းကတော့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မင်းကွန်းမှာဆက်နေမယ်ဆိုရင်မင်းတို့ရဲ့မင်းတို့ရဲ့ဟောပေါ့နော်တက်လန်းကမရှိဘူးတက်တန်းတူမှာပဲရှိတာ လက်တန်းတို့မှာပဲရှိရမင်းတို့တော့ကအများမရှိဘူးအရှုံးပဲရှိမှာပထမဆုံးပြည်သူနစ်နာမယ်ပြည်သူနစ်နာပြီးဒါလည်းဒါလည်းနိကာအစားအုပ်တွေမင်းတို့ထားနေပျက်စီးမယ်အာဆရာဆရာတော်ကြီးရဲ့စိတ်ကတိကောက်ဖြစ်မယ်စိတ်မချမ်းသာဖြစ်မယ်အဲ့တော့ဆရာတော်ကြီးရဲ့စိတ်မချမ်းသာဖြစ်တယ်ဆရာတော်ကြီးရဲ့စိတ်ကတိကောက်ဖြစ်တယ်ဆိုလို့ရှိရင်တော့အာတောင်ဘုသူ့မှာမင်းတို့မှာအပြစ်ပဲမင်းတို့မှာအပြစ်ပဲအေးစိစိဖြစ်နေရမင်းကွင်းကိုမင်းတို့ကသူ့ပူပြရလို့တဲ့အကျန့်ဖြစ်ပြီးရွာတွေရွာသားတွေအကုန်လုံးအကုန်လုံးနေကနေပြေးလွှားနေအောင်လုပ်တယ်အဲ့ဖြစ်လာတဲ့ပြဿနာမင်းတို့အကျန့်ဖက် PDF တွေပဲဒါနော်ဟုတ်ပြီဒုတိယအချက်ကစေကုလက်ပံဘုံကျဲတယ် ဘုံကျဲတော့ဒါတော့ထုံးစံအတိုင်းပါပဲအာပြည်သူတွေကိုမှလားဘုံကျဲတဲ့ပြည်သူတွေကိုလုတ်တဲ့ပြည်သူကလေးဘယ်လျောက်ထိတယ်ထိတယ်ထိလဲ PDF ကလေးပဲထိမှာပေါ့ PDF ကမွေးဖက်စင်ကုမှာတကယ်ရှိတဲ့တချို့လုပ်ငန်းတွေရွှေလုပ်ငန်းပိုင်ရှင်တွေတကယ်တချို့လူတွေဒီအချိန်ကတတ်မတော်နဲ့ပူပေါင်းတာတော့မဟုတ်တတ်မတော်ခွန်ပေးကြရတယ်ရှိမယ်ဟိုဆိုအကုန်လုံးပေါ့ဗျာနော်အဲ့လိုအများစုကတော့အကုန်လုံးအိုးအေးအကုန်လုံးပေါ့ဗျာအကုန်လုံးပြစ်ပြီးမှအကုန်လုံးနော်ပြေးလွှားတာတချို့စင်ကုမှာရှိတဲ့လူတွေရောလက်ပတ်မှာရှိတဲ့လူတွေရောအကုန်လုံးဒီ ဂျားနေဝါရပြည်သူတွေကတော့စေကူးမတယောက်မှမရှိဘူးအေးစင်းနေရဒီအကြက်ဘက်ကိုထောက်ပံ့နေအကြက်ဘက်ကိုအားပေးတယ်အကြက်ဘက်ကိုဝိုင်းရံနေတဲ့ဒီခင်ဗျာအကြက်ဘက်အားပေးတယ်ပဲဒါကတော့လက်ပံမှာရှိမှာပဲလက်ပံမှာရှိမှာပဲအဲ့တော့အဲ့ဒီအကြက်ဘက်ကိုအားပေးနေတဲ့လူတွေကိုပြောချင်တယ်နော်ခင်ဗျားတို့ရွှေတွေရတယ်ခင်ဗျားတို့ရွှေတွေလုတ်တယ်ခင်ဗျားတို့ပြတယောက်တော့ဝယ်လုတ်နေရစပါဦးစင်းတို့တည်တယ် PDF ကိုလည်းခင်ဗျားတို့ကစာချေးပေးရတယ် TNN ကိုလည်းစာချေးပေးရတယ် KNN ကိုလည်းစာချေးပေးရတယ်ခင်ဗျားတို့အကုန်လုံးပေးနေရတာနော်ခင်ဗျားတို့ရတာရတာနဲ့ပေးရတာတော့မကဘူးညီညွတ်တယ်ကြားနေရတာနော် အဲ့တော့ဘုံကျဲပြီဆိုမှကျမတို့ထိပါလေကျွန်တော်ပြည်သူတွေကိုထိပါလေဆိုဖိလေကောက်ထွက်အောင်ဟုတ်ဟောလေအပိုပဲအပိုပဲနော်အဲ့တော့ပြည်သူများကိုပြောချင်တာကလက်ပံမာကပြည်သူထိတာထက်ပြည်သူလို့ဥစဉ်တော့တတ်မှတ်လို့မရပါဘူးညာနော်ပြည်သူလို့တကယ်စစ်မှန်တဲ့ပြည်သူတွေငင်းကြမှုကိုလိုလာတဲ့ပြည်သူတွေမြန်မာနိုင်ငံကြီးရဲ့အေးချမ်းမှုကိုလိုလာတဲ့ပြည်သူတွေအေးဆေးဆေးနေချင်တဲ့ပြည်သူတွေကလက်ပံမာလည်းမရှိဘူးစင်ကူးမာလည်းမရှိပါဘူးညာနော်မရှိပါဘူးဒါမန္တလေးလိုနေရာနေရာတွေမှာအကုန်လုံးစစ်ရှောင်နေရတာအခုလိုတပ်မတော်ဒီအတက်ဖက်ရှိတဲ့နေရာတွေကိုဘုံတွေကျဲတယ်အတက်ဖက်ရှိတဲ့နေရာတွေကိုရှင်းလင်းတယ်ဆိုတာကလည်း ီလိုတွေရဲ့လိုအပ်ချက်ပြီလိုတွေရဲ့တောင်းတမှုကြောင့်လိုရတာပါရှစ်လျှောက်ဒီချက်ဆိုးအောင်မယ်လို့ဦးစင်းကတော့ပြောချင်တယ်။ဘာကြောင့်ဒီချက်ဒီချက်ဆိုးအောင်မယ်လဲဆိုရင်ရှင်းလင်းစရာရှိဒီဦးစင်းတို့ရုရှားနှီးပညာတွေကနှီးပညာတွေနဲ့ဘယ်နေရာမှာဘယ်နေရာမှာရှိရဲ့နှစ်ခုကပြီလိုကပေးတဲ့တည်င်းကိုပဲတက်မတော့လုံနေရတာနော်ပြီလိုကပေးတဲ့တည်င်းဒီအဲ့ထဲကပြီလိုကဒီနေရာဒီနေရာအတိအကျဒီနေရာမှာကြမ်းဖက်တဲ့ရှိရဲ့ဒီနေရာမှာရှိရဲ့ဆိုတာကိုပဲလုံနေရတာမနေ့ကဦးစင်းတို့ပေါက်တောင်ပိုင်းမှာဆိုလို့ရှိရင်ထုံနေတူသွားပဲမောင်ရတိုင်းမူကြီးနမကနော်တိုင်မူကြီးတတင်းချက်ချင်းရတာနဲ့ဦးစင်းတို့တက်ကုန်းရခုပဲတောင်ပဲမှာပေါ့နော်ဒါ ်ဒီရက်တွေစူးစင်းနေတယ်ပီဒီအက်တွေစူးဝေးနေတဲ့နေရာကိုတိတိကျကျအချပါတယ်။ဒါတိဆုံးမှုကတော့ဘယ်လောက်ရှိတယ်ဆိုတော့ဥစဉ်တော့မတိရဘူးသူတို့ကတော့မသေးဘူးပြောမှမသေးဘူးပြောမှမသေးဘူးပြောမှနော်ခုတစ်စဲမှာလည်းသူတို့ဒီဥစဉ်တို့တက်မတော်ဘက်ကကြတာပဲတက်မတော်ဘက်ကဒီလူစစ်တွေထိကြိုက်တာနဲ့နာတာချူတရာလောက်ပဲသူကချပြတာဟုတ်တစ်စဲတို့ပဲတို့မှဒီပီဒီအက်တွေ40လောက်သေးတယ်ဟိုဘက်မှာဥစဉ်တို့စင်ကူဘက်မှာစင်ကူလက်ပံမှာ30ကျော်လောက်သေးဒါတွေသူတို့ချမပြဘူးစမပြဘူးခစ်တယ်လေခစ်တယ်ကလည်းချမပြဘူးပြပြတယ်ဘယ်သူမှချမပြဘူးခေါက်ခေါက်တွေကလည်းချမပြဘူးဒါတွေချမပြဘူးသူတို့ကဒါချပြလို့မရဘူးသူတို့ကချပြလိုက်ရင် PDF တွေကစိတ်ဓာတ်ကြမယ် ထိတ်တဲ့ကြလို့ရှိရင်တို့တို့ကစားဘောက်ကပိတ်သွားပြီအဆင်မပြေဘူးအဲ့တော့တို့တွေက PDF တွေဒီဘက်ခြားခြားဒီဘက်ဆိုခြားပြောင်းဒါတွေကို PDF တွေပဲသိတယ် PDF တွေပဲတဘောပေါက်တယ် PDF တွေရဲ့ကိုယ်တိုင်ကလည်းငါတို့ကိုအကြောက်ပြပြီးဒီကောင်တွေခွက်ခေါက်ပြေးပြေးတောင်းစားနေတာပါလားငါတို့ကအဆင်ပြေးနေတာပါလားတို့တို့ကကြည်လွရနေငါတို့ကိုမြောက်ပေးနေတာပါလားဆိုတာတချို့ PDF တွေလည်းအကုန်တိတာပဲအကုန်နားလေတာအကုန်တဘောပေါက်တယ်အဲ့တော့တိတိကြီးနဲ့နားလေတဲ့မိုက်တယ်ဆိုရင်တော့တို့ကတော့ထဲဖိုးမှာပဲလို့ဥစဉ်ကတော့ပြောချင်တယ်နော်အဲ့တော့ရှေ့ရှာဦးသိန်းတို့တပိတ်ချင်းဟိုဘက်ဒီပါးတိတိကျကျခိုင်ခိုင်လုံလုံနဲ့ဒါခုဆိုလို့ရှိရင်ဦးသိန်းတို့ကင်းတောက်တွေပါးတွေတော့မှလောက်ဆောင်နေလောက်ဆောင်နေပြီတော့ဦးသိန်းတို့ကြားရရတယ် ဓာတ်ရရတဲ့ခါအဲ့ကကြမှာဟုတ်လားဆက်ပြီးဖင်လေကောင်းထွေအောင်အော်ဟုတ်လားပြင်ထားလို့ပြောချင်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဝစ်ဆိုတော့ဘောကမကူတပ်မတော်ရဲ့မိသားစုလေးတွေတပ်မတော်ရဲ့ဆွေမျိုးအတိုင်းဝိုင်းနေဟိုကြမ်းခိုင်ရဲ့ဆွေမျိုးအတိုင်းဝိုင်းနေကြမ်းခိုင်ရဲ့ထောက်ခံတဲ့လူကြမ်းခိုင်ရဲ့ဝဲရတဲ့လူတွေကလေးတူငယ်တွေအကုန်လုံးအသက်ခံရတာတွေးတော်မချောက်သေးဘူးလို့ပြောချင်ပါတယ်ဗျာနော်ဝစ်ဆိုတော့ဘောကမကူလဲတတ်တယ်အပြစ်မဲ့ပြည်သူတွေမင်းတို့တတ်ခဲ့တာတွေအများကြီးအပြစ်မဲ့ရဟန်းတန်ကားတွေမင်းတို့တတ်ခဲ့တာတွေအများကြီး တွေးမချောက်သေးဘူးလို့ပေါ့ကိုတော့ကနေမှပြောချင်ပါရနော်ဝင်းဆိုတာကနောက်ဘဝမှာမဟုတ်တချို့ဝင်းကြီးမလို့ရှင်နောက်ဘဝမှာဒီဘဝမှာလည်းချက်ချင်းဝင်းလိုက်တတ်တယ်လို့ပြောချင်ပါတယ်ရနော်မကြမီလာမီမျော့လို့ပဲဥစဉ်ရတော့ပြောချင်ပါတယ်ဒါဥစဉ်ရဟိုဟာပေါ့တော့လူတွေတာကိုဝမ်းသာလို့ပြောနေတာမဟုတ်ပါဘူးရနော်ဒီမြန်မာနိုင်ငံကြီးအေးချမ်းမှုငြိမ်းချမ်းမှုဆိုရင်တော့အကျန်းဖက်တွေရှိတဲ့နေရာကိုရှင်းလင်းရမှာကတမတော်ရဲ့အလုတ်ဆိုတာကိုပေါ့ကိုတော့ကနေပြောချင်ပါတယ်အဲ့တော့တမတော်နဲ့ပြည်သူပြည်သူနဲ့တမတော်ပူးပေါင်းပါလို့ငြိမ်းချမ်းမှုကိုလိုလားရင်အေးချမ်းချမ်းနေခြင်းနဲ့ပြည်သူတွေတမတော်နဲ့ပြည်သူပြည်သူနဲ့တမတော်ကိုပူးပေါင်းဆောင်ရွက်ကြပါလို့ပေါ့ကိုတော်အနေနဲ့ပြောချင်ပါတယ်အားလုံးတော်ပါပဲဗျာ